စာလားဝိစာကတဏှာလားအဝိစာကတဏှာတော့နှလုံးထည့်နေတာတော့ပါဠိလိုသုံးတော့ပြန်ပြရမယ်နော်လောကီလိုသုံးတော့တဏှာသစ္စာနဲ့သုံးတော့အဝိစာအဝိစာကဘာမှမသိပါဆိုတော့တဏှာလို့တတ်ပေးတာလားအဓိကဒီတဏှာပြောပြတာအဝိစာမှန်လို့မသိလို့အမှန်ကိုမသိခြင်းကိုတဏှာလို့ခေါ်တာအဲ့ဒါကိုမူလနဲ့ပြပါလားဆိုအဝိစာနဲ့တဏှာလို့ခေါ်တာဝိစာကြည့်ပြီ ူတွေတရားရဖို့အတွက်ကိုလုံးဝပူဖို့မပူတာတစ်ထိုင်နဲ့နောက်ဆုံးနားလည်အောင်ပြောရဟန္တာဖြစ်တဲ့ဒီကိုဦးဇင်းလုတ်ပေးနိုင်တယ်နောက်ဆုံးစစ်ချက်ချင်းတော်တာမှန်အရိယာတီအောင်ဟောဖို့အတွက်သူကဘာဉာဏ်ရှိနေလို့လဲအဲ့ဒီမေးကြည့်မယ်သူမှာဗုဒ္ဓဆက်ကူများရှိနေလားတို့တယောက်ရဲ့အာရယာနုတရားကိုသိလားသူကမသိနိုင်ဘူးသူရဲ့အိန္ဒြေရင့်မြင်ကိုတော့သိရလားမသိနိုင်ဘူးအဲ့ဒါသိကြဘယ်သူပဲရှိတော့ဘုရားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တဲ့ဗုဒ္ဓဆက်ကူဘာဆက်ကူလဲ ဘုရားစကုမညံဘယ်တစ်ပါးရှိလဲနှစ်ပါးရှိတယ်နံပါတ်1အာတရာနုတရာညံဘာညာလဲနံပါတ်2ကအိန္ဒရိယပရောပရိယတိညံဘာညာလဲအဲ့ဒီညံတစ်ပါးရှင်လို့ဘာစကုလို့ခေါ်လဲဗုဒ္ဓစကုဒုတိယကိုတရားရုရအောင်ပြောဖို့ဆိုတာအဲ့ဒီညံတစ်ပါးရှိမှရတာအဲ့ဒီအဲ့ညံတစ်ပါးကဘာသူရှိမှပဲရှိလဲမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတယ်ညံသူ့မှာရှိနေလို့လား ချက်ချင်းပဲတော့တယ်မှာအရိယောတီအောင်ဟောမယ်ဆိုတဲ့စကားဒီသူ့ကိုယ်သူဖျားလို့ပြောတာမဟုတ်လားဟုတ်လားဟုတ်ပါပါအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘယ်တည်းသူရုပ်လားသူမြက်လားကျေကျေပြောသူရုပ်လားသူမြက်လားနော်ယဟန္တာတဲ့တောတာပန်တက္ကလာဆိုင်နဲ့စာထဲမှာသာဖြစ်နေကြတယ်ဘောပါလေဗမာပြည်မှာယဟန္တာတဲ့တောတာပန်တက္ကလာဆိုင်နဲ့ဖြစ်နေတော့ ညာမုံမင်းလေးအမြန်လမ်းသွားကြောင်းကိုညာတော့လာတော့ပေါ်စီပြောတယ်ကမပေါ်မပေါ်ပဲညာနာလေးသောတာပန်ကိုသူကဖူးကြတယ်နော်သူတို့ဟာသူတို့ဖြစ်နေတဲ့သောတာပန်တက္ကရာကံကြီးလို့တလောကဘုန်းကြီးစီကိုနာမည်ကြီးဘုန်းကြီးတပါးကြွလာတယ်နာမည်မတော်တော်ကြီးတာပါသူကရက်ပိုင်းနဲ့ပဲယဟန္တာဖြစ်အောင်ဟောနိုင်တယ်ဆိုတော့ပုဂ္ဂိုလ် အဲ့ဒါရောက်လာသူတည်တင်းတွေကလည်းဘုန်းကြီးတို့အဝေးကနေကြားနေရအဲ့တော့ရောက်လာတော့ဩတကယ်ဆယ်လီဆရာတော်ဘာလားလို့ဘုန်းကြီးကလည်းနှုတ်ဆက်လိုက်တယ်အဲ့တော့အရှင်ဘုရားကြွလာတာတပည့်တို့ကြောင်းကို မရောက်ဘူးလို့ကြွလာတဲ့ဆိုရင်တော့ကြိုးစိုးပါတယ်လို့အရှင်ဘုရားပြတ်တန်နေတဲ့ဟောကြားနေတဲ့တရားဓမ္မနဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုရင်တော့ လုံးဝတပီတော့ခွင့်မပြုပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဟောပြောမှုဟာပရိယတ်တိနည်းနည်းလေးကင်းနေတယ်ဘာကင်းနေလဲပရိယတ်တိမပါတော့ဒီအမှန်တရားနဲ့အမှားဟာအမှန်ဘက်ကနည်းနည်းပဲရာခိုင်နှုန်းနည်းပြီးအမှားဘက်ကဘာဖြစ်မလဲညာနေမယ် သို့တော်လည်းပဲဘုန်းကြီးတို့တရားတော်မှတွေကြတော့မှန်တယ်မှားတယ်ဆိုတာမဝေဖန်မစူးစမ်းနိုင်တော့နာမည်ကျော်တော့ဝိုင်းဝိုင်းလည်နေတာတွေမရှိမဖြစ်ဘူးလားဖြစ်နေတယ်နောက်တကသူ့ကိုဟိုကဒီကတိုင်တယ်တော့တယ်လို့တော့အဲ့ဒီအတိုင်တော့အမှုကိစ္စတွေတွေလည်းပဲကြားနေရတယ်ဒါကြောင့်နံပါတ်2အနေနဲ့အရှင်ဘုရားရင်ဆိုင်နေရတဲ့အမှုကိစ္စနဲ့ဆွေးနွေးမယ်ဆိုရင်လည်းပဲ လုံးဝလက်မခံပါဘူးနောက်ပူရီယိုရိုက်တာဓာတ်ပုံမှတ်တမ်းတင်တာလိုင်းမော်တင်တာလည်းပဲလက်မခံနိုင်ပါဘူးဒီလိုပဲဘုန်းကြီးကတော့ဟိုညင်းဆိုလိုက်ပါတယ်ပရိယတ္တိမပါတော့ယုံကြည်စရာရှိသေးလားမရှိဘူးဒါကိုဘုန်းကြီးတို့ပြိဋ္ဌာန်များနားလည်စေခြင်းတယ်ကိုယ်လုံးတဲ့အလုတ် ဘလောက်အထိပ္ပယ်ရှိတယ်ဆိုတာသိစေခြင်းနဲ့เนาะအဲအဲ့ဒီဘုန်းကြီးကိုဘုန်းကြီးကနည်းနည်းလေးတော့ပြောလိုက်ပါတယ်အရှင်ဘုရားလို့အဲပရိယတ္တိဆိုတာပေဒံနဲ့တူတယ်လို့ဘလောက်ပဲမြင်းကို ဖြောင်းအောင်ဆွဲနိုင်ပါတယ် ပြောပြောပေဒံလွတ်ဆွဲနိုင်ပါတယ်ပြောပြောပေဒံမပါရင်တဏှာမဟုတ်တဏှာတော့ဘာဖြစ်သွားတော့ကောက်သွားနိုင်တယ် ဒါကြောင့်ပရိယတ္တိစာပေကိုသေချာလေးလာစီကျင်တယ်လူဘဝကနေပြီးယဟန်ဝဲလာပလင်မော်တက်ဆရာကြီးလောက်တာကတော့သိတော့တဘာဝမကြဘူးတဘာဝကြရဲ့လားအဲ့ဒီတဘာဝမကြတာကိုပဲဘုန်းကြီးတို့တက္ကဓမ္မတွေကဝေလေလေတွေကများတော့ကြတယ်လို့လို့နဲ့တွန်းအားပေးတဲ့မြောက်စားကြတာတွေမရှိဘူးလားအဲ့ဒီထက်ကိုမပါစီနဲ့ဟုတ်ပလား အဲ့ဒါအဲ့ဒီထဲမှာပါနေပြီဆိုရင်ကိုဟာနော်ဝေလေလေအုပ်စုတဲ့အဆင့်ပဲရှိတယ်နော်အတိမပါညာမပါဘူးဟုတ်ပလားဒါကြောင့်အဲ့ဒီလိုမဖြစ်စေနဲ့အဲ့တော့သူကပြောတယ်တပည့်တော်တဲ့ဘုဂုတ်ဆရာတော်ကြီးရဲ့တရားတွေကိုလည်းနားပါတယ်ဖေရ ပေါ့ကျုပ်ဆရာတော်ကြီးရဲ့တရားတွေကိုလည်းနားပါတယ်ဖေရအဲ့ဒါတွေနားပြီးတတ်တော့မက္ကင် ရှစ်ပမလွတ်အောင်ဟောပါတယ်အရှင်ဘုရားလို့အဲ့ဒီလိုနားတာကတော့ရိုးရိုးယောဂီတွေလည်းပဲနားပါတယ်လို့မနာဘူးလားနားလားအဲ့တော့နားတယ်ဆိုတာကတော့တိယုံအစင်ပဲရှိတယ်လို့ကိုကပြန်ပြီးတတ်တော့ဆရာလုံနိုင်တဲ့เนาะဆရာအစင်တော့မရောက်သေးဘူးရောက်မလားမရောက်ဘူးဒါကြောင့် ပရိယတ္တိစာပေကိုတည်တည်ချာချာလေ့လာပါဦးလေ့လာပြီးမှသာလျင်အဲတော့အများသူငါကိုဟိုတရားပြတာကတော့မလွဲမှားတဲ့ဤပါပဲလို့ဒီလိုပဲဘုန်းကြီးကတော့မေတ္တာစကားပြောကြားပေးလိုက်ပါတယ်။ဒါကြောင့်ယနေ့ဘုန်းကြီးတို့38ချိန်မြောက်ဇာအောင်စုနင်းသဘင် ပွဲကြီးဆင်နွှဲကျင်းပတာဒီတကယ့်ကိုပဲအနှစ်သာရเนาะတန်ဖိုးရှိတဲ့အလौကြီးကို တို့လောက်ကြရတာเนาะကိုးကွယ်မှုအမှန်ကိုးကွယ်ခွင့်ရတာအားပေးမှုအမှန်အားပေးနိုင်ကြတာလို့ဒီလိုနားလည်သဘောပေါက်ပြီးတဲ့တော့စတဲ့တဘူတိုးပြီးတဲ့တော့ဇာပေသင်အံပိုချပရိယတ်တိဝန်ဆောင် ပုဂ္ဂိုလ်တွေကိုသုတဗုဒ္ဓအနေနဲ့ဖရာရဲ့ကိုစားကိုးကွယ်စရာဖရာ အဖြစ်နဲ့အားထားပြီးတဲ့တော့မိမိတို့ ကျင့်ကြံကြိုးကိုအထောက်ရမယ်ကျင်နီးကြံနီးတွေကိုမေးမြန်းကျင့်ကြံကြိုးကိုအထောက်ကမိမိတို့လိုရာခရီးနိဗ္ဗာန်တိုင်ထိ လွယ်လင်းတကူမှန်မှန်ကန်ကန်ကျင့်ကြံကြိုးကိုအထောက်ပြီးတဲ့တော့ပေါပေါမြောင်မြောင်ရောက်ရှိနိုင်ကြပါစေကုန်တည်း